ီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ကမ္ဘာတဝန်းကအရေးကြီးဆုံးနဲ့လူအများဆုံးစိတ်ဝင်စားမှုအရှိဆုံးသတင်းတွေကတစ်ခုဖြစ်တဲ့ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံကြားနယ်စပ်တင်းမာမှုတွေပြန်လည်မြင့်တက်လာတဲ့အခြေအနေနဲ့ငိမ့်ငယ်သဘောတူညီချက်အပြတ်ပြဲသွားတဲ့အကြောင်းအရာကိုအဓိကထားပြီးအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီကိစ္စဟာ data ring လုံခြုံရေးကိုပါကြီးကြီးမားမားချိန်ချောက်လာတာမို့ကျွန်တော်တို့အနေနဲ့တည်တည်ချာချာဆွေးနွေးသုံးသပ်ဖို့လိုအပ်ပါတယ်။ပြီးရဲလားအော်တိုဘားလ26ရက်နေ့ကမှနှစ်နိုင်ငံခေါင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့ကြတဲ့ငိမ့်ငယ်သဘောတူညီချက်ဟာ တရက်ဝင်ရက်ဆိုင်သွားပြီဆိုတဲ့သတင်းတွေနိုင်ငံတကာမီဒီယာတွေကနေတဆင်ကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းဟာအလွန်ပန်းအံ့ဩစရာကောင်းပြီးတည်ငြိမ်မှုအနေငယ်ရပြီလို့ယူဆထားတဲ့အခြေအနေကိုတဖန်ပြန်လည်ပြီးတော့စိုးရိမ်ပူပန်စရာဖြစ်လာစေခဲ့ပါတယ်။ဒီသဘောတူညီချက်ရက်ဆိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့မကြသေးခင်ကမှနေဆက်အနီးမှာထိုင်းစစ်သားတွေမြေမြုံပိုင်းနှင်းမိပြီးဒဏ်ရာရရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာကမ်ဘောဒီးယားဘက်ကစစ်ရေးအရလှုပ်ရှားဆောင်ရွက်မှုကြောင့်လို့ထိုင်းဘက်ကပြက်ပြက်သားသားဆွတ်ဆွဲပြောကြားလိုက်ပါတယ် အခုလိုအချိန်နေတင်းလာတဲ့အတွက်ထိုင်းနိုင်ငံဟာနေဆက်တစ်လျှောက်ကိုစစ်ရင်အားကိုတိုးမြင့်ချထားနေပြီပဲဖြစ်ပါတယ်။သူတို့အနေနဲ့တင်ကားများတပ်ဖွဲ့ဝင်များအများပြားနဲ့အမြောက်တပ်ဖွဲ့များကိုအရေးပါတဲ့နေရာတွေမှာဖြန့်ကျက်ချထားလိုက်တာကိုတွေ့ရပါတယ်။ဒီလိုမျိုးစစ်ရေးအရအင်အားဖြစ်တင်းလှုပ်ရှားမှုတွေဟာမကြခင်မှာပဲနှစ်နိုင်ငံကြားမှာပုံမူကြီးမားတဲ့ပြည်ပခါတစ်ခုစတင်တော့မယ်ပြင်ဆင်မှုတွေကိုရှင်းရှင်းလင်းလင်းပြသနေပြီ။ဒီအချိန်တွေဟာဒေတာရင်းလုံခြုံရေးကိုပါကြီးမားစွာထိခိုက်စေနိုင်တဲ့အချိန်ချောင်းမှုတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တင်ဆက်မှုမှာထိုင်းကမ္ဘောဒီးယားအရေးခင်းရဲ့အသေးစိတ်အချက်အလက်တွေနောက်ခံသမိုင်းကြောင်းနဲ့နိုင်ငံရေးဆိုင်ရာအကျိုးဆက်တွေကိုပုံမူပြီးတော့ကြဲကြဲပြန့်ပြန့်နဲ့နက်နက်နဲနဲဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးစာချုပ်သုံးပတ်တွင်ရုတ်တရက်ပြတ်ပြဲသွားခြင်းအကြောင်းကိုဆက်လက်တင်ပြရရင်ကျွန်တော်တို့ရဲ့ဒီနေ့အတွက်ပထမဆုံးနဲ့အဓိကအကြသောသတင်းဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကငြိမ်းချမ်းရေးသဘောတူညီချက်ရပ်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့က မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာခေါင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့တဲ့ဒီစာချုပ်ဟာလက်မှတ်ရေးထိုးပြီးသုံးဘက်ခန့်သာရှိသေးတဲ့အချိန်မှာတရားဝင်ရက်ဆိုင်သွားခဲ့ရတာဟာတကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ဖြစ်ရတကူလို့ပြောရပါမယ်။ဒီသဘောတူညီချက်ဟာအလွန်ကိုအရေးပါတဲ့စာချုပ်ဖြစ်ပြီး American သမ္မတ Donald Trump နဲ့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ကိုယ်တိုင်တပ်တွေဖြစ်ပါဝင်ခဲ့ကြတာမလို့နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ကွာလာလမ်ပူငြိမ်းချမ်းရေးစာချုပ်လို့လည်းခေါ်ဆိုခဲ့ကြပါတယ်။ ီလိုရုတ်တရက်ကြီးငိမ့်ညံ့ရစ်ကိုရက်ဆိုင်လိုက်ရခြင်းရဲ့အဓိကအကြောင်းရင်းကမြေမြုံမိုင်းပေါက်ကွဲမှုကြောင့်ပဲဖြစ်ပါတယ်။အထူးသဖြင့်နိုဝင်ဘာလ10ရက်နေ့ကထိုင်းနိုင်ငံရဲ့စစ်စာကက်ပြည်နယ်အနီးမှာကင်းလှည့်နေတဲ့ထိုင်းစစ်သားတွေဟာမြေမြုံမိုင်းနှိမ့်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြတာမလို့ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ထိုင်းဘက်ကတရားဝင်ထုတ်ပြန်တဲ့အစီရင်ခံချက်တွေအရတော့ထိုင်းတော်ဝင်လေတပ်ထိုင်းတော်ဝင်လေတပ်ကနေပြီးတော့ဒီငိမ့်ညံ့ရစ်သဘောတူညီချက်ကိုရက်ဆိုင်လိုက်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ ီမြေမြုံမိုင်းကိုကမ်ဘောဒီးယားတပ်ဖွဲ့တွေကထိုင်းပိုင်နဲ့နယ်မြေအတွင်းမှာအသစ်လာရောက်မြှုပ်နှံခဲ့တာဖြစ်တယ်လို့လည်းပြက်ပြက်သားသားဆွတ်ဆွဲပြောဆိုခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲတွေနောက်ပိုင်းနယ်စပ်လုံခြုံရေးအတွက်လှုပ်ဆောင်ခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အဓိကရည်ရွယ်ချက်ကိုလုံးဝထိခိုက်ပျက်ပြားစေခဲ့တယ်လို့ထိုင်းဘက်ကရှုမြင်ပါတယ်။မြေမြုံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနိုင်ပိုင်းကြာမှာပဲထိုင်းနိုင်ငံဘက်ကပြင်းထန်တဲ့တုံ့ပြန်မှုတွေချက်ချင်းထွက်ပေါ်လာတာကိုတွေ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်ချာကူရာကူဟာသတင်းစာရှင်းလင်းပွဲကိုအလင်းမြန်ပြုလုပ်ပြီးတော့နိုင်ငံနိုင်ငံတော်ကာကွယ်ရေးအကြီးအကဲများရဲ့ငြိမ်းချမ်းရေးစာချုပ်ရက်ဆိုင်မဲ့ဆုံးဖြတ်ချက်ကိုသူ့သဘောတူကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ဝန်ကြီးချုပ်အနုတင်ကဒီအခြေအနေကို သုံးသပ်ပြီးကျွန်တော်တို့မျှော်လင့်ထားခဲ့သလိုပဲအမျိုးသားလုံခြုံရေးအပေါ်ရန်လိုမှုကတကယ်တမ်းမလျော့ကြသေးဘူးလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားပြီးနောက်မှာသူကငြိမ်းချမ်းရေးသဘောတူညီချက်အောက်မှာလှုပ်ဆောင်မှုစီစဉ်ထားတဲ့လှုပ်ဆောင်ချက်အားလုံးကိုရက်ဆိုင်ထားမယ်လို့ကြေညာခဲ့ပါတယ်။ ဒါအပြင်သူတို့အနေနဲ့မလေးရှားနဲ့အမေရိကန်တို့ပါဝင်ပြီးအကျိုးဆောင်ပေးခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အပြင်ကမ်ဘောဒီးယားနဲ့ပတ်သက်တဲ့တခြားမြေသည့်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုမဆိုရပ်ဆိုင်းလိုက်ပြီလို့အတီလင်းပြောဆိုခဲ့ပါတယ်။ဒီကြေညာချက်ဟာထိုင်းဘက်ကဒီဖြစ်စဉ်ပေါ်ဘလောက်တောင်အလေးနက်ထားပြီးပြင်းထန်စွာတုံ့ပြန်နေသလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေရပဲဖြစ်ပါတယ်။ဒီလိုသဘောတူညီချက်ရပ်ဆိုင်းလိုက်ခြင်းရဲ့အရေးကြီးပြီးထင်ရှားတဲ့နောက်ဆက်တွဲပြဿနာတစ်ခုကတော့ထိုင်းနိုင်ငံကဖမ်းဆီးထားတဲ့ကမ်ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးမယ့်ကိစ္စရပ်ပါပဲ။ ရញ្ញာရေးစာချုပ်ရဲ့စီကံချက်တွေအရဒီစစ်တီတွေကိုနိုဝင်ဘာလ12ရက်နေ့လောက်မှာစတင်ပြီးပြန်လွှတ်ပေးဖို့အစီအစဉ်ထားခဲ့တာပါ။ဒါပေမဲ့အခုလိုမြေမြုံမိုင်းပေါက်ကွဲမှုဖြစ်ရကြောင်းကာဝေးဝင်ကြီး Naf Nafta from Nanfanika ဒီစစ်တီတွေကိုပြန်လွှတ်ပေးမယ့်အစီအစဉ်ကိုဆိုင်းငံ့လိုက်ပြီးလို့တရားဝင်ကြေညာခဲ့ပါတယ်။ဒီလိုဆိုင်းငံ့လိုက်တာဟာနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုရဲ့အခြားသောတပ်တွေပြချက်တစ်ခုလည်းဖြစ်ပါတယ်။မြေမြုံမိုင်းကိစ္စအပြင်ကိုထိုင်းတော်ဝင်တပ်မတော်က ကမ်ဘောဒီးယားတပ်မတော်မှစစ်သားတွေဟာလက်နက်ငယ်များနဲ့ပစ်ခတ်ခြင်းဖြင့်ရန်စမှုတွေထပ်မံပြုလုပ်ခဲ့တယ်လို့လည်းစွပ်စွဲထားပါတယ်။သူတို့ဟာဆူရင်နဲ့ဥပွန်ရက်တာနီဒေတာပဝင်ခြင်းကစစ်စခန်းတွေကိုပြစ်မှတ်ထားပစ်ခတ်ခဲ့တယ်လို့ထိုင်းဘက်ကဆိုပါတယ်။ဒါပေမဲ့ဒီလိုထိုင်းဘက်ကစွပ်စွဲချက်များအပေါ်မှာကမ်ဘောဒီးယားဆိုရကတော့ချက်ချင်းပြန်လဲတုံ့ပြန်ခဲ့ပြီးထိုင်းနိုင်ငံရဲ့စွပ်စွဲချက်တွေကိုပြက်ပြက်တားတားညှင်းဆိုခဲ့ပါတယ်။ကမ်ဘောဒီးယားနိုင်ငံသားဝင်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ကမ္ဘောဒီးယားကထိုင်းနိုင်ငံမှာမြေမြုံပိုင်းအစ်စ်တွေကိုစိုက်ထောင်ထားတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတရားဝင်ညင်းဆိုပါတယ်လို့အတိအလင်းဖော်ပြထားပါတယ်။သူတို့ရဲ့ရှင်းလင်းချက်အရဒီနယ်စပ်ဒေသကမြေမြုံပိုင်းအများစုဟာ1980ပြည့်လွန်နှစ်များနဲ့1980ပြည့်လွန်နှစ်များကကမ္ဘောဒီးယားပြည်ရင်းစစ်ကနေကြံရှိနေခဲ့တဲ့အကျဉ်းကျံတွေသာဖြစ်ကြောင်းနေပြည်တော်မှမူမပြည့်ပြတ်သေးတဲ့အခြေအနေတွေနဲ့ခက်ခဲတဲ့မြေမျက်နှာသွင်းပြင်တွေကြောင့်ရှင်းလင်းရေးလုပ်ငန်းတွေမလုပ်နိုင်သေးတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါ့အပြင်ကမ္ဘောဒီးယားဟာလူပုဂ္ဂိုလ်များ ပြစ်မှတ်ထားမြေမြုံမိုင်းတမ်းမြေရေးသဘောတူညီချက်ရဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့မြေမြုံမိုင်းအစ်စ်တွေကိုဘယ်တော့မှအတုံးမပြုဘူးလို့ကတိပြုထားသေးဖြစ်ပြီးငြိမ်းချမ်းရေးသဘောတူညီချက်ကိုလည်းဆက်လက်အကောင့်ထဲပို့ဖို့ကတိပြုထားသေးဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ငြိမ်းချမ်းရေးသဘောတူညီချက်ရဆိုင်းလိုက်ပြီးနောက်မှာထိုင်းနိုင်ငံဟာနေဆက်တစ်လျှောက်ကိုစစ်ရင်အားကိုတိတိတသားဖြည့်တင်းနေပါတယ်။ထိုင်းတော်ဝင်တမရော့ဟာကမ်ဘောဒီးယားနယ်စပ်ကိုတန်ချက်ကာချင်းတွေနဲ့အမြောက်တပ်ဖွဲ့တွေအပါအဝင်တိုက်ရင်အားဖြည့်တင်းမှုအမိန့်ကိုထုတ်ပြန်ထားပြီးဖြစ်ပါတယ် ဒီလိုစင်အားဖြစ်တည်မှုဟာကြီးမားသောပြိပက္ခတစ်ခုစတင်ရန်ပြင်ဆင်နေတဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းပြသနေပြီ။ယခင်ကလိုပြင်းထန်တဲ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားဖို့အလားအလာဟာအလွန်ကိုမြင့်မားလာနေပါပြီ။မူလငြိမ်းချမ်းရေးသဘောတူညီချက်အရနှစ်ဖက်စလုံးဟာနိုဝင်ဘာလ1ရက်ကနေဒီဇင်ဘာလ31ရက်အထွန်းမှာနယ်စပ်ဒေသကနေလေးလံတဲ့လက်နက်တွေကိုရုပ်သိမ်းပြီးမြေမြုံပိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုပါလှုပ်ဆောင်ဖို့သဘောတူညီထားကြတာပါ။ဒါပေမဲ့လည်းအခုလက်ရှိမြေမြုံပိုင်းပောက်ကွဲမှုဖြစ်စဉ်ကြောင့် ဒီအစီအစဉ်ကောင်းတွေအားလုံးဟာလုံးဝပြည့်ပြည့်သွားခဲ့ရပါတယ်။ဒါအပြင်ထိုင်းဘက်ကငိမ့်ရဲ့ရေးသဘောတူညီချက်ကိုစောင့်ကြည့်ဖို့ဖွဲ့စည်းထားတဲ့အာဆီယံစည်ရေးစောင့်ကြည့်သူအဖွဲ့ကိုပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားဝင်တိုင်ကြားဖို့နိုင်ငံခြားရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေကိုညွှန်ကြားလိုက်ပြီးလို့သိရပါတယ်။ဒီလိုလှုပ်ဆောင်တာဟာထိုင်းဘက်ကသူတို့ရဲ့ရည်ရည်ချက်ကို နိုင်ငံတကာအသိုက်အဝန်းကြားမှာအလေးထားတင်ပြလိုတာကိုပြသနေရပါတယ်ဖြစ်ပါတယ်။ပြည်ပခရဲ့အရင်းခံဖြစ်တဲ့ ပရိယာဗီဟာဖျားကြောင့်ပြဿနာကိုဆက်လက်ဆွေးနွေးရမယ်ဆိုရင်နိုင်ငံရေးလေလာသူတွေကဒီငိမ့်ငိမ့်ရေးစာချုပ်ဟာရေရှည်ခံနိုင်လိမ့်မယ်လို့အစကတည်းကမမျှော်လင့်ခဲ့ကြတာဟာအကြောင်းရင်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီသဘောတူညီချက်ဟာနှစ်နိုင်ငံကြားပြည်ပခရဲ့အဓိကအရင်းခံပြဿနာဖြစ်တဲ့နယ်စပ်တစ်လျှောက်ကပရိယာဗီဟာဖျားကြောင့်ရဲ့ပိုင်ဆိုင်မှုကိစ္စကိုလုံးဝဖြေရှင်းမပေးခဲ့လို့ပဲဖြစ်ပါတယ်။ဒီဖျားကြောင့်ကိစ္စဟာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးအတွက်ရင်ကျေးမှုအရာရောတမိုင်းကြောင်းအရာပါအလွန်အမင်းအရေးပါပြီး နှစ်ပေါင်းများစွာကြာအောင်အငင်းပွားလာခဲ့တဲ့အဓိကအချက်အချာပြဿနာကြီးဖြစ်ပါတယ်ဒီပြည်ပခရဲ့တမိုင်းကြောင်းကိုတော်တော်များများသိပြီးကြပြီဖြစ်ပေမဲ့နည်းနည်းလောက်ပြန်လွှဲပေးရမယ်ဆိုရင်ကိုလိုနီခေတ်ကစခဲ့တာကိုတွေ့ရပါတယ်1904ခုနှစ်နဲ့1908ခုနှစ်တွေတုန်းကပြင်သစ်ဆိုင်ရန်စာချုပ်တွေဟာနေဆက်မြင်းကိုတတ်မှတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီနန္ဒမိတ်တတ်မှတ်ချက်ဟာဆတ္တရာစုဟိန္ဒူဖျားကြောင်းဖြစ်တဲ့ပရိယာဗီဟာဖျားကြောင်းကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးအကြီးအကျယ်အငင်းပွားမှုတွေစတင်ဖြစ်ပေါ်လာစေခဲ့တာပါ ထိုင်းနိုင်ငံဘက်ကတော့နေဇမင်းဟာဒန်ဂရက်တောင်တန်းရဲ့ရေဝေကျောကိုလိုက်နာသင့်တယ်လို့အခိုင်အမာပြောဆိုပြီးဒီလိုလိုက်နာမယ်ဆိုရင်ဖျားเจ้าဟာထိုင်းပိုင်နယ်ထဲမှာကြာရောက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီကိစ္စကြီးဟာနောက်ပိုင်းမှာ1962ခုနှစ်မှာတော့နိုင်ငံတကာတရားရုံး ICJ ကိုရောက်ရှိသွားခဲ့ပါတယ်။ ICJ ကထိုင်းနိုင်ငံအနေနဲ့ပြင်သစ်ရဲ့မြေပုံကိုနှစ်ပေါင်းများစွာကတည်းကတရားဝင်ကန့်ကွက်ခြင်းမရှိခဲ့တာကြောင့်ဒီဖျားเจ้าကိုကမ်ဘောဒီးယားပိုင်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ICJ ရဲ့ဆုံးဖြတ်ချက်ဟာဖျားချောင်းပုံဝင်ခြင်း area ကိုဘယ်သူပိုင်တယ်လဲဆိုတဲ့ပြဿနာကိုအပီးသက်ဖြေရှင်းမပေးနိုင်ခဲ့ပြန်ပါဘူး။ဒါကြောင့်မေ2008ခုနှစ်မှာကမ်ဘောဒီးယားကဖျားချောင်းကို UNESCO ကမ္ဘာအမွေနဲ့စာရင်းမှာထည့်သွင်းဖို့ကြိုးပမ်းခဲ့ရတာကနေပဋိပက္ခဟာပဋိပက္ခဟာပြင်းထန်စွာပြန်လည်ဖြစ်ပွားခဲ့ပြန်ပါတယ်။နောက်ဆုံးမှာ2013ခုနှစ်မှာတော့ ICJ ကဖျားချောင်းနဲ့၎င်းရဲ့ပတ်ဝန်းကျင် area ကိုကမ်ဘောဒီးယားပိုင်ဖြစ်တယ်လို့ထပ်မံအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိချိန်မှာတော့ဖျားကျောင်းကိုရဲကကမ်ဘောဒီးယားထိန်းချုပ်အောက်မှာရှိနေပြီးဖျားကျောင်းဝင်းရဲ့မြောက်ဘက်ဧရိယာတစ်စိမ့်တစ်ပိုင်းကိုတော့ထိုင်းဘက်ကထိန်းချုပ်ထားသေးပဲဖြစ်ပါတယ်။ဒီလိုရေးပါတဲ့နေရာတစ်ပိုင်းမှာစင်အာရီဆက်လက်တည်ရှိနေတဲ့ဖြစ်ပြီးအခုလိုငြိမ်းချမ်းရေးပြက်ပြဲသွားခြင်းကြောင့်နှစ်ဖက်စလုံးဟာပရီယာဗီဟာဖျားကျောင်းကိုထိန်းချုပ်ဖို့အတွက်ထပ်မံတိုက်ခိုက်မှုတွေစတင်လာနိုင်တဲ့အန္တရာယ်ဟာပိုပြီးကြီးမားလာနေပါတယ်ခင်ဗျာ။နိုင်ငံတကာဆွဖတ်မှုနဲ့နောက်ခံနိုင်ငံရေးအခြေအနေကိုဆက်ပြီးလေ့လာကြည့်မယ်ဆိုရင်ဒီငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ဘူလာကမလေးရှားနိုင်ငံကဂျာဝင်စစ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာ American ပြည်ထောင်စုရဲ့ဝင်ရောက်ဆွဲဖက်မှုကြောင့်ပုံမှုအရှိန်ဟုန်မြင့်လာခဲ့ပါတယ်။ American သမ္မတ Donald Trump ကထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံစလုံးကိုကုန်သွယ်မှုအခွင့်အရေးကိုရုပ်သိမ်းမယ်လို့ချိန်ချောက်ခဲ့ပြီးမှသာနှစ်နိုင်ငံစလုံးဟာပြီးခဲ့တဲ့အောက်တိုဘာလကအာဆီယံထိပ်သီးအစည်းအဝေးမှာဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။ American အနေနဲ့ဒီသဘောတူညီချက်ကနေမဟာပြည်အမြောက်အကျိုးကျေးဇူးများရရှိဖို့ညွှန်လင်းခဲ့တာပါ။ ။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံဟာအမေရိကန်ရဲ့အဓိကမဟာဗျူဟာမြောက်မိဖက်ဖြစ်ပြီးကမ်ဘောဒီးယားကတော့တရုတ်နိုင်ငံနဲ့ပုံမူနီးကပ်တဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံဖြစ်လို့ပါပဲ။ဒီစာချုပ်ကြောင့်အမေရိကန်ဟာဒေတာရင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုတိုးချဲ့ပြီးနေဆက်ဖြတ်ကျော်ယာသွေးမှုတွေနဲ့ပတ်သက်ပြီးသတင်းအချက်လက်တွေဖလှယ်ဖို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြီးရွယ်ခဲ့ပါတယ်။ဒါပေမဲ့အခုလိုငြိမ်းချမ်းရေးပြက်ပြဲသွားခြင်းဟာအမေရိကန်ရဲ့ဒေတာရင်းမူဝါဒကိုထိခိုက်စေသလိုတရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကိုလည်းပြန်လည်မြင့်တင်ပေးလိုက်သလိုဖြစ်သွားနိုင်တယ်လို့ နိုင်ငံရေးသုံးသက်သူတွေကပြောကြားထားပါတယ်နေသက်တည်မှမှုကိစ္စဟာထိုင်းနိုင်ငံရဲ့ပြည်ရင်းနိုင်ငံရေးမှာလည်းကြရက်ရိုက်ခတ်မှုတွေရှိနေတယ်ဆိုတာကိုသတိပြုရပါမယ်။ထိုင်းနိုင်ငံဟာအစားကလေးကဒီအငင်းပွားမှုကိုနှစ်နိုင်ငံချင်းကိစ္စအဖြစ်သာထားရှိလိုခဲ့တာပါ။ဒါပေမဲ့လည်းအခုငြိမ်းချမ်းရေးစာချုပ်မှာအမေရိကန်နဲ့မလေးရှားတို့ရဲ့ပါဝင်မှုကြောင့်နိုင်ငံစုံပါဝင်တဲ့မူပေါင်းကိုလက်ခံဖို့ဖြစ်လာခဲ့ရတာပါ။ဒီအခြေအနေဟာထိုင်းနိုင်ငံရဲ့နိုင်ငံရေးလမ်းကြောင်းပေါ်မှာဝေဖန်မှုတွေရှိစေခဲ့ပါတယ်။ ရင်းနှီးရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ဝန်ကြီးချုပ်အနုတင်ချာကူရာကိုဦးဆောင်တဲ့ဗုံဂျာအိုင်တိုင်းပါတီဦးဆောင်တဲ့အစိုးရဟာကမ်ဘောဒီးယားနဲ့ပြန်လည်တင့်မြတ်ဖို့အလျင်စလိုလှုပ်ဆောင်နေသလားဆိုတဲ့ပြည်သူလူထုရဲ့တန်တရားတွေနဲ့မေကွန်ထုတ်မှုတွေကိုရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဒီပဋိပက္ခဟာနေဆက်အရေးနဲ့မကပဲထိုင်းပြည်ရင်းရေးနိုင်ငံရေးခုံတန်းပေါ်ကအပူပိုင်းပြဿနာတစ်ခုလည်းဖြစ်လာနေပါတယ်။စည်ရေးအင်အားချိန်ခွင်ရှာနေအလားအလာတွေကိုကြည့်မယ်ဆိုရင်တော့ အချိန်တွေဟာထိုင်းနိုင်ငံဘက်ကိုပို့ပြီးအားတာနေတယ်လို့ရေဘူးရအဖြစ်သုံးသပ်နိုင်ပါတယ်။ထိုင်းတော်ဝင်တပ်မတော်ဟာကမ်ဘောဒီးယားစစ်တပ်ထက်ပုံမူကြီးမားတဲ့ရန်ပုံငွေပုံမူကောင်းကောင်းရထားတဲ့လက်နက်ပုံမူကောင်းမွန်စွာတပ်ဆင်ထားတဲ့တပ်မတော်ဖြစ်တယ်လို့ယူဆကြပါတယ်။ထိုင်းနိုင်ငံရဲ့စစ်ရင်အားနဲ့စစ်ရေးအဆင့်တင်ရှိမှုတွေဟာကမ်ဘောဒီးယားကိုလွှမ်းမိုးထားပြီးအကယ်၍သာစစ်ပွဲကြီးဖြစ်ပွားလာခဲ့ပါကထိုင်းတပ်မတော်ဟာအလွယ်တကူအနိုင်ယူနိုင်တဲ့အလားအလာပုံများနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့လို့ကမ်ဘောဒီးယားစစ်တပ်ဟာလည်း နယ်စပ်ဒေသများမှာမိုင်းတွေဆက်လက်မြုပ်နှင်ခြင်းနဲ့ရန်စားမှုများပြုလုပ်ခြင်းအပါအဝင်မဟာဗျူဟာမြောက်လှုပ်ဆောင်မှုတွေနဲ့တင်းမာမှုကိုမြင့်တင်ပြီးသူတို့ဘက်ကအပါစီရအောင်ကြိုးပမ်းနေတာကိုလည်းကျွန်တော်တို့သတိပြုရမှာပဲဖြစ်ပါတယ်။ဒီပရိပခဟာဒေသခံပြည်သူလူထုအပေါ်မှာတော့ကြီးမားတဲ့ဝင်ထုတ်ဝင်မှုတက်ရောက်မှုတွေရှိစေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လတိုက်ပွဲတွေကဖြစ်ရတဲ့ကိုပြန်ကြည့်မယ်ဆိုရင် လူပေါင်း၄၀ကျော်တေဆုံးခဲ့ရပြီးအရသား၃သိန်းကျော်အထိတောင်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပူပါတယ်။ အခုလိုငိမ့်ငယ်ရေးသဘောနဲ့တကြရုတ်တရက်ရက်ဆိုင်လိုက်ခြင်းနဲ့လေးလံသောလက်နက်များယူသိမ်းခြင်းနဲ့မြေမြုံပိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားခြင်းတို့ဟာနေဆက်ဒေသမှာနေထိုင်ကြတဲ့ပြည်သူများအတွက်လုံခြုံရေးအခြေအနေကိုအကြီးအကျယ်စိုးရိမ်ပူပန်စေပြီးသူတို့ရဲ့လူမှုစီးပွားဘဝတွေအပေါ်မှာအဆိုးကျိုးတွေတက်ရောက်စေနိုင်ပါတယ်။ဒါကြောင့်လဲဆိုတော့သူတို့ဟာစစ်ပွဲရဲ့အနီးကပ်ဆုံးတားကောင်တွေဖြစ်လာနိုင်လို့ပါပဲ။အချို့အားဖြင့်ဆိုရရင်သုံးပတ်သားကြာမြင့်သေးတဲ့ငိမ့်ငယ်ရေးသဘောတူညီချက်ဟာရုတ်တရက်ပြက်ပြဲသွားခြင်းဟာ ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံကိုနောက်ထပ်သွေးထက်သွန်းယူပဋိပက္ခတစ်ခုစီကိုမလွဲမသွေဥတီနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။မြေမြုံပိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့နေဆက်တလျှောက်ကိုစစ်ရင်အားတွေဖြည့်တင်းနေမှုများဟာဒေတာရင်းမတည်ငြိမ်မှုကိုအမြင့်ဆုံးအဆင့်သို့ရောက်ရှိစေခဲ့ပါဗျ။အရေးကြီးဆုံးအချက်ကတော့ဒီပဋိပက္ခရဲ့အရင်းခံပြဿနာဖြစ်တဲ့ပရီယာဗီဟာဖျားကြောင်းပိုင်ဆိုင်မှုအငင်းပွားမှုကိုနိုင်ငံရေးအရာအပိသက်မဖြေရှင်းနိုင်သေးရတော့ဒီလိုတင်းမာမှုတွေဟာအချိန်မရွေးထပ်မံဖြစ်ပွားနေ ਉ မှာပဲဖြစ်တယ်လို့ ျွန်တော်တို့ရဲ့သုံးသပ်တင်ပြချက်ကိုအဆုံးသတ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ